ညာဘက်အချိန်မတော်ဆိုင်ကယ်နှစီပုံမှန်အချိန်ထက်တာလွန်တဲ့နှုန်းပြေမောင်းနေလာကြပါတယ်။ဆိုင်ကယ်မောင်းနေလာသူတွေကတော့အပေဒီဆွဲကြောတဲ့ဂျစ်တတကောင်လေးရောင်စင်နဲ့နောက်တစ်စီးကတော့တောက်ပေါ်တောက်ဘက်ကဲပေါ်ကဲပဲသူရဲ့တငယ်ချင်းပဲဖြစ်ပါတယ်။အခုလဲသူတို့နှစ်ယောက်ကပုံမှန်လှုပ်လှုပ်နေတဲ့သူရဲ့နားယူနေကြတဲ့အချိန်မှာအားရနေသောရောင်စင်တို့တငယ်ချင်းနှစ်ယောက်ရဲဆိုင်ကနေပြန်လာကြတာပဲဖြစ်ပါတယ်။ ရောင်စင်တို့နေရာရဒေသလေးကတော့မတိမရှမ်းမြို့နယ်လေးဖြစ်တာကြောင့်ဆိုင်ငယ်အုံပြုသူလည်းများပြားကြပါနဲ့။ရောင်စင်ကတော့အဲ့ဒီမြို့နယ်လေးမှာနေတိုင်းပြီးတော့အဖွားနဲ့ညီလေးတယောက်လည်းရှိပါတယ်။ဒီကြတဲ့အတိုင်းလူငယ်လေးဆိုတော့တောင်လေးပါလာရဲ့အရာရာမှာ ထိုးထွက်နေတဲ့အထာကြတဲ့ဆရာကြီးစတိုင်လေးပေါ့။အဲ့ဒီဆရာကြီးတွေကမူလပြီးဆိုကျွဲကိုပေါ်တလို့မျိုးဆိုင်ငယ်မောင်းနာကိုလက်ဆွမ်းပြလေးရှိပါတယ်။ဒီပါကိုတက်ကိုဆွဲမောင်းပြီး နောင်ဝင်းအောင်တာလက်လူချေလူပြီးမောင်းပြတာလို့ဒရစ်ဆွဲတာဆိုပြီးအသက်ကိုထိခိုက်စေမဲ့အရာတွေကိုစက်တန်းထုံပြီးမောင်းပြလေရှိပါသေးတယ်။သူတို့ကသူတို့ကိုသူတို့တော့ကျွမ်းကျင်တဲ့ level တခုကို ရောက်နေတဲ့သူတွေလို့ထင်မှတ်ပေမဲ့ကံကြမ္မာဆိုတာလူမရွေးပါဘူး။အဒီလိုပဲရောင်စင်းတဲ့သူတငယ်ချင်းတို့ကလည်းရဆိုင်ကနေပြန်လာကြရင်ဘာထိတ်ကိုရောက်လာခဲ့ကြပါတယ်။ရောင်စင်းတယောက်ဟာ ဆိုင်မှာအဝါပြဲတောက်လာတာတော့မှလက်ထဲမှာပါလာတဲ့လက်ကြံပလင်းလေးကို မောလိုက်သေးရဲ့တောက်ထားတဲ့အရှိန်မပြေသေးတာကိုမှထပ်ပြီးအရှိန်မပြတ်ဖို့အတွက်ဖြည့်စည်ပေးနေတာပေါ့အဲ့လိုတောက်နေတဲ့အချိန်ကျန်းတဲ့လက်တစ်ဖက်ကလည်းလီပါကိုလုံးဝမလျှော်ပဲ အရှိန်နဲ့သွားနေခဲ့ပါတော့တယ်လူတွေကအရက်ဆိုတဲ့ဘူဝေမောင်မိုက်စေတဲ့တရေတရက်ကိုတောက်ပြီးသွားတဲ့နောက်ပိုင်းမှာစင်ဂျင်နုံတရားနေပါသွားကြပြီးစိတ်လို့ကိုလို့ ပို့ပြီး YouTube ပြောပြလေးရှိကြပါတယ်။အဒီလို YouTube ပြောပြကြတာကြောင့်အပျော်ကနေအပြက်ကို ရောက်ကြပြီးဘဝတွေပင်ဆက်လိုက်ရတာလဲဒူးနဲ့ဒီပါပဲ။အခုလဲအပျော်ကနေအမှုလုံနဲ့ရောင်စင်လဲရှေ့ကိုဘာဖြစ်မဲမသိပဲအပျော်ကျူးကစိတ်လွတ်စွာ မောင်းနေနေပါတော့တယ်။မမြင်ရတဲ့အခြေအနေတွေက တခါတလေကိုယ်တိုင်းပဲဖန်ပြီးသလားဆိုတာ ပြုလုပ်သူရဲ့အနေအထားနဲ့အခြေအနေဆိုတွေကနေတခါတလေစောင့်နေတယ်ဆိုတာပြောဖို့ခက်ပါတယ်။အခုလဲ movie မောင်းလာကြတဲ့ရောင်စင်တို့နှစ်ယောက်သူတို့ရွာထိပ်အဝင်လမ်းမှာလူအများခိုဆိုကြတဲ့ It's a degree cup where crash happen all the time ဘာသာပြန်ရမယ်ဆိုရင်တော့အဲ့ဓာတွေက မတော်မဆမှုတွေအမြဲဖြစ်နေတဲ့ဒေစီတတ်တဲ့ language တစ်ခုပါ။တဘာဝကြားလာတဲ့စကားနဲ့ပြောမယ်ဆိုရင်တော့ အဲ့ဒီခွေးကမတော်မဆမှုတွေခဏခဏဖြစ်တတ်တဲ့အငယ်ကြီးခွေးလမ်းမှာအဒီလိုမျိုးအငယ်ကြီးမှလာတဲ့ high accident zone crash hotspot ဆိုတဲ့မတော်မဆမှု အများဆုံးဖြစ်တဲ့နေရာကိုဝင်မမောင်းနဲ့မောင်းရင်မမူးနဲ့ဆိုတဲ့စောင့်မုတ်တွေကိုထောက်ထားပေးမဲ့လေပေါ်ရော်စွာအမှုမှန်အမှန်မှန်ပြုမူနေကြပါတော့တယ်။အဲ့ဒီနေရာကိုမှ ပေါ်သားစွာရောက်လာပြီးတဲ့ဇောင်စင်တို့အတွက်ကတော့ရင်လေးစရာကြီးပါ။ အဒီလိုကိုင်းစုံကြီးနာကိုရောက်တော့ရောင်စင်းရဲ့ဆိုင်ငယ်ရှိကို လူတယောက်ရုတ်တရက်ဖြက်ပြေးလာခဲ့တာကိုဖြက်ခနဲတွေးလိုက်ပါတယ်အလိုမူလေးပဲပဲလဲအတိတော်ရှိနေသေးတာကြောင့်လူတယောက်ကိုအချိန်နဲ့တိုင်းမိရင်ဖြစ်လာမယ့်အကျိုးဆက်ကမလွတ်တာကြောင့်ဖြက်ပြေးတဲ့လူကိုရှောင်းလိုက်ရောင်စင်းရဲ့ဆိုင်ငယ်ကပပတ်ဆက်ဆက်မှောက်လဲသွားခဲ့ပါတယ်မောင်းလာတဲ့အချိန်ကလည်းရမ်းပြေးတာကြောင့်ဆိုင်ငယ်ရောလူရော မုံနှစ်ကိုနှမ်းနဲ့ကမ်းပြီးနှမ်းမုံကြိုသလိုမျိုးလူဘောဆိုင်ကယ်ရောလုံးထွေးပြီးတလိမ့်လိမ့်ပြင်းကျုံပြန်ကယုတ်ကျသွားပြီးတကိုယ်လုံးဆုပ်ပြတ်သွားပါတော့တယ်။အချိန်ပြင်းပြင်းတိုက်မိတာကြောင့်အခြေအနေတွေကမျက်လုံးကိုယ်တော့မဖွင့်နိုင်တော့ပဲတကိုယ်လုံးနဲ့တန်ရပြင်းပြင်းထန်ထန်ရသွားတာမို့ဘလို့မှမဟန်တော့ပဲမျက်လုံးကိုမှိတ်ချကတတိလစ်သွားပါတော့တယ်။ အဲ့ဒီလိုခြေနေမျိုးကတတိလဲလင်းနိုင်သလို အသက်လဲတည်စီနိုင်တဲ့အနေအထားကြီးမှာရောင်စင်ဟာဘာမှခိခိုက်နာကြီးမှုမရှိပဲသူမဟုတ်သလိုမျိုးချက်ချင်းချင်းမျိုးလုံးတွေပြန်ဖွင့်လာပြီးလူကောင်းတယောက်လိုမျိုးဖြစ်နေပါတော့တယ်။ဒါပေမဲ့သူတတိပြန်ရလာတဲ့အခါမှာအစသာဖြစ်ပြေးသွားတဲ့လူတယောက်ကသူ့ကိုစိုးရိမ်သလိုမျိုးရက်ကြည့်နေခဲ့ပါသေးတယ်။အဲ့ဒီလိုနဲ့ဆိုင်ငယ်မောင်းပြီးနောက်တနေ့မနေ့ရောက်တဲ့အခါမှာအဖားကသူတော်တောင်းခင်ဟာ သူမီးအတွက်ရိုးရာဓလေ့တစ်ခုလုပ်ပေးခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရောင်စင်ဆိုင်ကယ်မောက်တဲ့နေရာကြီးကအမြဲအက်ဆီဒန့်ဖြစ်တဲ့နေရာဖြစ်တာကြောင့်အနောက်ရှက်ပျောကအပတွေမရှိနိုင်ဘူးလို့မပြောနိုင်ပါဘူး။အဲဒါကြောင့်ပရာလောကသားတွေရှိတဲ့နေရာဖြစ်တာမို့သူမီးအတွက်တောင်းပန်ပေးခဲ့တာပေါ့။အလိုတောင်းမရင်လဲလက်ပလာနဲ့တောင်းမလို့မရပါဘူးအစားအသောက်ဖွဲ့ရင်းနဲ့အသေးစားလေးတောင်းမပေးမှဟိုကလည်းခွင့်လွှတ်ပေးလို့ရှိပါတယ် ဒီမှာရှိကြတဲ့မြဲမမြဲပုံကူများကို ကျမရဲ့ညီလေးရောင်စင်းကိုသာတောင်းပန်ပါတယ်။မစင်မခြင်းလောက်ခဲ့မိတဲ့ကျမကလေးရဲ့အပြစ်တွေအတွေ့ဝေမြူကြပါနဲ့ရှင်။သူရဲ့မစင်မခြင်းမှုကအနှောင့်အယှက်တွေဖြစ်ခဲ့ရင်ဖန်စီမိတာ၊ခိခိုက်စေမိတာ၊ညှို့ယူခံရတာတွေမလုံးဖဲဟော်ဒီကစားဝဲတောက်ခွဲလေးများဖြင့်တောင်းပန်ပါတယ်ရှင်။အကုန်လုံးအမိမွေးတိုင်းအဖာမွေးတိုင်းသာရှိပါစေတော့ခွင့်လွှတ်ပေးပါလို့ တောင်းပန်ပါတယ်။အဖွားဟာတောင်းပန်ပြုတ်ဆိုလို့ပြီးမှတော့ဇာစရာရထဲထားတဲ့သဘောအားကိုင်းမြောက်ထားလိုက်ပါတော့တယ်။သဘောထဲမှာကျဲ့ဥသုံးလုံးငပြောသည်နဲ့အခြားဇာစရာရထဲထားခဲ့တာပေါ့။သဘောချက်ကိုခဏလောက်ကိုင်းမြောက်ပေးလိုက်ချိန်မှာပဲဇာစရာတွေကိုလိုက်ကွန်တစ်ခုထဲထည့်ပြီးတော့ဆိုင်ငယ်မောက်ထားတဲ့နေရာမှာပွေရန်ပြီးပါဇက်ကနေလဲတောင်းပန်မှုတွေအထက်ထက်ပြောဆိုနေခဲ့ပါတော့တယ်။ လိုရာတလေးကရှေ့อยู่ဆွဲတာတော့မဟုတ်ပေမဲ့နေရာတိုင်းမှာတော့ဒီမျိုးစုံနဲ့ကြုံတွေ့ရပြီးပုံစံမျိုးစုံနဲ့ပူဇော်ပါးစားလေးရှိကြပါတယ်။တခါတရံကလေးငယ်လေးတွေအဖျားကြီးပြီးတော့မတတ်မတားတဲ့အခြေအနေမျိုးမှာဒီလိုမျိုးသကောလေးတွေနဲ့ခေါ်စာပြေးကြီးတဲ့အခါမျိုးလည်းရှိကြတာပေါ့။ဒီယူစာကြီးကရှေ့လူကြီးတွေကနေလက်ဆင့်ကမ်းလာတဲ့မျိုးပလာတစ်ခုလိုတောင်ပြောလို့ရပါတယ်။ အရာကလည်းတော်တော်လေးကိုမှအစဉ်ပြေပြီးအာနိသင်ပြတယ်လို့ဆိုရပါမယ်။အဖွားတော်တောင်းခင်ဟာမြည်ဖြစ်သူအတွက်ပူပန်စိတ်တွေဖြင့်သူတို့တည်လာတဲ့အလေးချင်းကိုချင်းနဲ့အားရတဲ့အထိဆက်လုပ်နေခဲ့ပါတော့တယ်။အပြင်မှာတောင်းမှန်တင်တာလဲတောင်းမှန်ပြီးတော့အိမ်မှာရှိနေတဲ့မြည်ကိုလည်းကိုရင်းကပြောကားတွေကိုနှင်ထုတ်ဖို့လုပ်နေပါတော့တယ်။အရာကြောင့်၎င်းဝင်မှာပြေကျိုးတွေခြိပေးပြီးတော့ကျုံနဲ့ကပြောသီးတွေကိုလည်းစားစီခဲ့ပါတော့တယ်။ ခွာဖြစ်သူကကျွေးနေတာကိုအရင်ကကြုတ်ဆိုအပြုံးမကြိုက်တဲ့ရောင်စင်ကခွာရဲ့စကားကိုတသွေးမသိမ်းနာထောင်ကစားလိုက်ပါတော့တယ်။ရောင်စင်ဆိုင်ငယ်မောက်တာတီးရော်ဘေးနာကအဖိုးကြီးတယောက်ကလည်းလာရောက်တည်မြေခဲ့ပါတယ်။ဒီလောက်ပဲဖြစ်သွားတော့တော်သေးတာပေါ့။သူကန်ကောင်းသွားတယ်။ပြောရမယ်အဲ့ဒီလမ်းခွေကတိတ်မှုန့်သွားပြီဆိုတာနဲ့အသက်ဆုံးရှုံးမှုများကြတယ်။ပြီးခဲ့တဲ့နှစ်ကတို့ရွာလေးတဲ့ကကောင်းလင်းတယောက်လေး ဲ့ဒီနားမှာပဲကားနဲ့ဆိုင်ငယ်နဲ့တိုင်းမိပြီးတခါတည်းဆုံးမသွားတယ်လေအဲ့တုန်းကလည်းကောင်းလေးကငယ်သေးတယ်ပြောမယ်ဆိုရင်ရောင်စင်တို့နဲ့အသက်တိတ်မကွာဘူးလေဟုတ်တယ်တော့အဲ့ဒီကောင်းလေးကလည်းအသက်ငယ်ငယ်လေးနဲ့ဆုံးသွားတာတနာပါတယ်တော့ကျမလေးညကဆိုင်ငယ်တိုက်တယ်ကြတော့ခေါင်းကြီးသွားတာပဲတော်ရဲ့ဒီလောက်ပဲဖြစ်သွားတာတော်သေးတယ်ဖះတကြမတာပဲ အဖွားတော်တောင်းခင်မှာမိနှစ်ယောက်ရှိပါတယ်။ဒီတယောက်ကရောင်စင်လို့ခေါ်တဲ့အသက်20အရွယ်ချစ်တတဲ့ကောင်လေးဖြစ်ပြီးနောက်တယောက်ကတော့လင်းလက်ဆိုတဲ့လိမ္မာကြီးကြရှိတဲ့ကောင်ငယ်လေးပေါ့။လင်းလက်ကအငယ်တယောက်ဖြစ်ပြီးအသက်12ဝန်းကျင်သာဖြစ်ပါတယ်။သူတို့မိဘတွေကနှစ်ပါးစလုံးမရှိတော့တာကြောင့်အဖွားပြည်သူကသူတို့နှစ်ယောက်ကိုထိန်းချုပ်ပေးရတာပေါ့။ငယ်ကောင်လေးကတော့လိမ္မာကြီးကြရှိပြီးသူအဖွားရဲ့လုပ်တွေကို နေတိုင်းကူညီလေးရှိပါတယ်။ အကြီးကောင်ရောင်စင်ကတော့သူ့ညီနဲ့ဆန့်ကျင်ဘက်ဖြစ်ပြီးဆိုင်ငံတစည်းနဲ့အမျက်အလေလိုက်သလိုရဲဘရန်ကရဲတောက်လို့ရှိရာကြောင့်အပွားဖြစ်သူကသူ့ကိုသူအမြဲစိတ်ပူလို့ရှိပါတယ်။သူနဲ့ပေါင်းတဲ့သူတွေကလည်းရွာစော်တွေဖြစ်တာကြောင့်ဖြစ်လာသမျှရဲပွဲတိုင်းကိုခွာရီလို့သူကအမြဲတမ်းလိုက်လာဖြည့်ရှင်းပေးရပါတယ်။အဲဒီချိန်မှာပဲမပြန်တော့မယ်ရောင်စီရေနောက်နေ့မှထလာခဲ့မယ်။နင်းလည်းဒီတော့တွင်မှဒီယူဆိုင်กว่า အင်းဒီချင်းအဖိုးကြီးကရောင်ကျင်းကိုနှုတ်ဆက်ရင်းနဲ့အင်းပြန်သွားခဲ့ပါတယ်။အဖိုးကြီးပြန်သွားတဲ့အခါမှာအဖွားတော်တောင်းခင်ကမြင်းငယ်လေးကိုလမ်းခေါ်လိုက်ပြီးအကိုဖြစ်သူကဒဏ်ရာရည်နဲ့ဖြစ်နေရကြောင်းတခုခုလိုအပ်ရင်ကူညီပေးဖို့ပြောဆိုလိုက်ပါတော့တယ်။အငယ်ကောင်လေးကလည်းသူ့ရဲ့အကိုကိုဂရုစိုက်ပေးရှာပါတယ်။အချိန်နဲ့တိတ်မကြားခင်မှာပဲရောင်စင်ရဲ့ဒဏ်ရာရည်တက်တာလာပြီးအရင်လိုအကောင်းပကတိဖြစ်လာခဲ့တာပေါ့။ ဒါပေမဲ့ရောင်စင်ဟာအရင်ကနဲ့မတူပဲပုံစံတွေပြုမှုစားတော့တဲ့သူ့ရဲ့ပင်ကိုစရိုက်တွေပြောင်းလဲလာတာကိုထင်းကျောင်းလာတဲ့အဖွားဖြစ်သူကတဖြည်းဖြည်းသိလာပါတော့တယ်။အရင်ကစကားတွေဘလဝပြောတတ်တဲ့သူကအခုချိန်မှာတော့ဘာဆိုဘာမှမပြောပဲနှုတ်ဆက်နေပြီးထမင်းစားတဲ့အခါမှလည်းတိသက်အောင်စားတဲ့သူကမတူ क्वे ပြားစွာလက်ငါးချောင်းအပြည့်ဖြင့်မချီမဆန်ပါစေတဲ့အတင်းထုတ်ကြတဲ့ကစားတောင်းနေပါတော့တယ်။ အဖွားဖြစ်သူကတော့သူမီးလေးအစားဝင်တာမြင်တော့တခြားအတွေ့မတွေ့ပဲစားပါစေဆိုပြီးရင်ထဲမှာကျင်းနဲ့စွာဖြင့်ပီတိဖြာနေခဲ့ပါတော့တယ်။သူစားတောင်းနေတဲ့ပုံစံကအစာရေစာငန့်ပြန်နေတဲ့သူတယောက်လိုအတင်းထိုးသူကတရေမရေစည်းတလို့ပြမှုစားတောင်းနေပါတော့တယ်။ရောင်စင်ကဆိုင်ရဲ့မောင်တုံးကဒဲရမပြင်းထန်ပေမဲ့နောက်ပိုင်းမှာသူ့ရဲ့မျက်နှာကဘာကြောင့်မှမတည်ပဲတဖြည်းဖြည်းညိုမဲဆွဲလာပါတော့တယ်။ ငယ်ကောင်လေးလက်ကလည်းမြက်တွေးဟောက်ဘက်နဲ့မျက်နှာတစ်ခုလုံးညုံမဲဆွဲနေတဲ့သူ့ရဲ့အကိုစားတောက်နေပုံကိုကြည့်ပြီးတော့ခလေးဝီဝီကြောက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ရက်တွေလည်းတပြေးပြေးကြာလာခဲ့ပါတော့တယ်။အချိန်တွေကကြာလာပြီးရောင်စင်ကလည်းပို့ပြီးတော့ထူဆန်းလာခဲ့ပါတယ်။အဲဒါကြောင့်အဖွားပြည်သူကပါသူ့ကိုတန်တရာတွေဝင်လာခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ရောင်စင်တယောက်သူ့ရဲ့ပုံစံကမမှန်တော့ပဲစိတ်မနှံ့သလိုဖြစ်နေခဲ့ပါတယ်။ သူတယောက်တည်းရှိပြီးစကားတွေပြောလို့ပြောတယောက်တည်းရည်လို့ရည်နဲ့သူ့ကိုယူပြီးနည်းနည်းလန်လာခဲ့ပါတော့တယ်။တညာမှာတော့လင်းလက်တရားအိပ်ပြောလို့နေခဲ့ပါတယ်။အရင်ညာတကောင်ချင်းမှာအတန်ကြားလို့တခိုးတွေပါတယ်များရောက်လာသလားဆိုပြီးတော့သူ့ရဲ့မျက်လုံးကိုဖွင့်တီးလိုက်ပါတယ်။အဲဒါကတခိုးမဟုတ်ပဲအိယာတဲကရဲ့တိတ်တဆိတ်ထသွားတဲ့အခိုးဖြစ်သူရောင်စင်ဖြစ်နေခဲ့ပါတယ်။လင်းလက်ကလည်းကလေးပြီးပြီးဆက်စုပြီးတော့ သူ့ရဲ့အကိုနောက်ကိုလိုက်ချောင်းကြည့်နေခဲ့ပါတယ်။သူမြင်လိုက်ရတာကတော့အကိုဖြစ်သူကမိဘကြောင့်နဲ့ဝင်သွားပြီးရေခဲတစ်တာထဲမှာတခုခုနှိုက်စားနေခဲ့ပါတယ်။လင်းလက်ကအကိုတယောက်ညာကြီးမင်းကြီးဘာတွေထဆာနေလဲဆိုပြီးခေါ်ခေါ်လိုက်ပါတော့တယ်။အကိုကြီးဘာတွေစားနေတာလဲ။ညီကိုလည်းကြွေးအောင်လေ။သူခေါ်လိုက်တော့ပလုံပလောင်စားနေတဲ့သူ့ရဲ့အကိုကတခိုးလူမိသွားတယ်လို့ရုတ်တရက်မတ်တရက်လိုက်ပါတော့တယ်။ ပြီးတော့မှသူညီဘက်ကိုခပြေးပြေးလေးလှည့်ကြည့်လိုက်ပါတယ်။သူရဲ့အကိုမျက်နာကိုတွေးလိုက်ရတဲ့လက်လက်ကတော့လမ်းပြတ်သွားခဲ့ပါတော့တယ်။ဘာလို့လဲဆိုတော့အသားစိတ်နဲ့စားတော့ထားတာကြောင့်သူပါဇံမှာတွေးရပေးကြနေခဲ့ပါတော့တယ်။ပြီးတော့နေရနေတဲ့အရှာကြီးကပါ အပြင်းကိုထုတ်ထားတာဆိုတော့လင်းလက်တယောက်လမ်းသွားပါတော့တယ်။အရာနဲ့ပဲလင်းလက်ကလည်းကြောက်လန့်အဟွေပြီးတော့ထွက်ပြေးသွားပါတော့တယ်။သူထွက်ပြေးသွားချိန်မှာပဲ ရောင်စင်းကားနဲ့အနောက်ကနေပြေးလိုက်ခဲ့ပါတယ်။လင်းလက်တယောက်ကြောင်းလန်းတကြားအားကိုရာအဖွားအခန်းစီကိုပဲပြေးလာလိုက်ပါတယ်။အတန်နဲ့ထိုးထွက်လာတာကြောင့်အဖွားကလည်းလန်လို့သွားပါတော့တယ်။အဲ့ကလေးတွေဘာတွေအလောက်ဆုံညာနေကြတာတော့ညာအချိန်မတော်ကြီးငါ့ကိုလက်အောင်မလုပ်ကြနဲ့တော့။ဘာမင်းဆိုလဲလာခဲ့အပြင်မှာအရင်ဆုံညာနေကြနဲ့။အဲ့ဒီအချိန်မှာငယ်ကောင်းကလည်းသူ့အဖွားစီကိုပြေးဝင်လာပြီးတော့ ဖတ်ထားလိုက်ပါတယ်။သူဖွားကလည်းဒီကောင်လေးဘာတွေဖြစ်နေသလဲဆိုပြီးကြည်နေချိန်မှာပဲအခန်းပြင်ကနေရောင်စင်းရဲ့ခြေတော်ကိုပါတွေးလိုက်ရပါတယ်။ရောင်စင်ကတော့သူမျက်နှာချင်းလေးကြောင့်အခန်းထဲကိုမလာပဲအခန်းပြင်ကကနေပြောနေပါတယ်။လင်းလိုက်ရင်အဖွားကိုသွားနှောက်ရှက်နေလေ။ငါနဲ့လာပြီးအိတ်ဆမ်းမှကွာ။ခန်းထဲမှာငါတယောက်တည်းတို့ညီကိုနှစ်ယောက်အတူတူအိတ်မယ်လေကွာ။ဖွားကဘာတွေဖြစ်နေလဲဆိုတာသိဖို့ တကားကိုထဝင်းကြီးကိုလှုပ်ပါတယ်။ဒါပေမဲ့လည်းအငယ်ကောင်ကတော့သူ့အဖွားကိုတင်းကျဲအောင်ဖတ်ထားခဲ့တယ်။ပြီးတော့ထားပြီးမသွားဖို့အဖွားကိုအတန်တိတ်ခေါင်းရမ်းပြခဲ့ပါတော့တယ်။သူလည်းသူ့အကိုကိုကြောက်ပြီးတော့အတန်တော့မထွက်ရဲပဲထိတ်လန့်နေပါတော့တယ်။အပြင်မှာရှိတဲ့ရောင်စင်မဟုတ်တဲ့ရောင်စင်ကလည်းလွယ်လွယ်နဲ့မပြန်မဲသူညီဖြစ်တဲ့လင်းလက်ကိုထွက်လာဖို့မရမကခေါ်တုံနေခဲ့ပါတယ်။အဖွားအဲ့ဒီကောင်ကိုဘာလို့ခေါ်ထားတာလဲ ကိုခန်းကိုသွားလို့ပြောလိုက်လေဟုတ်ကောမင်းထွက်လာကြစမ်းငါပြောနေရနော်တူတူအိမ်မယ်လို့ပြောနေတယ်လေညီဖြစ်သူလင်းလက်ကလည်းသူ့အကိုကိုကြောက်ပြီးအဖွားကိုပဲဖတ်ထားခဲ့ပါတယ်ဘလောက်တောင်ရောက်လဲဆိုရင်ညနာကိုတော့အဖွားရဲ့ကိုနဲ့ क्वे ထားမိပါတော့တယ်အဖွားကလည်းတခုခုပဲဆိုပြီးတော့လင်းလက်ကိုသူ့စီမှာပဲအိတ်ခိုင်းလိုက်ပါတော့တယ်ရတဲ့ရောင်စင်းရင်သူဒီညငါစီမှာအိတ်လိုက်မယ် လေးလေးကိုပါသားကိုပြန်အိပ်လိုက်တော့အဖွားကအော်ပြောလိုက်တော့တကားရှိမှပေးကနေတဲ့ရောင်စင်လဲလက်ထွက်သွားပါတော့တယ်။တကားပေါင်းမှာအနေငယ်လွတ်နေတာကြောင့်ရောင်စင်ပြန်သွားတာကို အဖွားကတွေးလိုက်ပါတော့တယ်။ခဏကြာမှတော့သူ့ရင်ခွင်ထဲမှာကြောက်သေးပြန်နေတဲ့မြင်းငယ်လေးကိုမေးမြန်းခဲ့ပါတယ်။အကြောင်းလုံးနေတဲ့လင်းလက်ကတော့အားစေးမိနေတဲ့လူတယောက်လို အဖွားကိုတင်းကျပ်စွာတွက်ဖယ်ပြီးချိန်လန့်နေပါတော့တယ်။ အခွားပြည့်သူဒေါ်သောင်းခင်လည်းတဖြည်းဖြည်းနဲ့မတင်ကားစရာကောင်းလာတာမို့နောက်တနေ့မှာတော့မိဘနဲ့ရောက်ရွာတဲ့ကကျောင်းနိုင်ဘုံကြီးစီကိုထွက်လာခဲ့ပါတော့တယ်။ဘာလို့လဲဆိုတော့ကျောင်းနိုင်ဘုံကြီးကဗေဒင်ပညာနဲ့တက်မြောက်မှုရှိတာကြောင့်ဗေဒင်မေးဖို့လာခဲ့ပါတော့တယ်။ဘုံကြီးစီကိုအကျိုးအကြောင်းအတင်းတင်းပြောပြပြီးတော့ရောင်စင်းရဲ့မွေးစားတာကိုပေးလိုက်ပါတော့တယ်။ဗေဒင်ရဲ့အဖြေကတော့ ဘသူမှမထင်မထားတဲ့အရာဖြစ်နေခဲ့တာကိုဒီလိုက်ပါတော့တယ်။ဘုံကြီးကရောင်စင်းရဲ့ဇာတာကိုတွက်ကြည့်လိုက်ပြီးတော့အချင်းနေမကောင်းမှုဆိုပြီးခေါင်းရမ်းနေခဲ့ပါတယ်။အရာနာပွားတော်တောင်းခင်လဲဘုံကြီးရဲ့မျက်နာမူရကြောင့်သူမှမတွေ့ထားတဲ့တခြားအကြောင်းအရာတွေများဖြစ်နေမလားဆိုပြီးထုတ်ပြီးမေးလိုက်ပါတော့တယ်။ဘာရီမန်းဖြစ်လို့လဲရှင်ဗျာ။တပည့်တော်မြေကအရန်ကိုမှကံမကောင်းမဲ့အញ្ញံနဲ့ရောက်နေလို့လားဗျာ။ အဲဒါကမာကြီးကိုဘယ်လိုပြောရမလဲမပြောချင်ဘူးမပြောမဖြစ်တဲ့အရာဆိုတော့လေစိတ်ကခိုင်တာဟုတ်ပြီလားဇာတာရဆိုရောင်စင်းကဟိုးရေကလေးကတင်းနေပြီသူကအတတ်မရှိတော့ဘူးဒါပေမဲ့ဒကမာကြီးကနေကောင်းကျမ်းမလားဆိုပြီးမြေဖြစ်သူအတွက်မေးတာဆိုတော့ဒကမာကြီးမိကအိမ်မှာရှိနေတယ်ဆိုတဲ့သဘောပေါ့တခုခုတော့မားနေပြီဟောင်းကြီးတက်တက်မှတခါမှမမဘူးဘူးဒကမာကြီးမိကဆိုင်ငယ်တိုက်တယ်ဆိုတဲ့နေကလေးက တေးလန်းเจ้าမှာအဆုံးသတ်နေပြီအဲ့ဒါဆိုအိမ်မှာရှိနေရကရောင်စင်ခန္ဓာကိုဖြစ်ပေမဲ့ရောင်စင်မဟုတ်ဘူးတယောက်ယောက်အပားမိနေတာပဲဖြစ်လောက်မယ်အဲ့လိုဘုံကြီးကတည်တည်ချာချာလေးမိဆိုလိုက်တော့အဖွားလေးတော်တော်လေးအံ့ဩသွားပါတော့တယ်ဘာလို့လဲဆိုတော့အိမ်မှာရှိနေတဲ့ရောင်စင်ကအနှဲငယ်ကွဲလဲနေပေမဲ့သူမြီးအတိုင်းပဲနေတိုင်းစားတောက်နေတာဆိုတော့ဒေဘီဆိုတာမထင်မထားတဲ့အကြောင်းအရာတစ်ခုဖြစ်လို့နေပါတော့တယ် အပွားတော်တောင်းခင်လဲဘုန်းကြီးကိုမှားပါတယ်လို့လို့ပြောရအောင်ဆိုင်ကယ်မှောက်ပြီးနောက်ပိုင်းသူမီးရဲ့ပြုမူရဲ့ကတညီတခြားထူးဆန်းလာတာကို တခုချင်းစဉ်းစားနေခဲ့ပါတော့တယ်အဲဒါကြောင့်ဘုန်းကြီးကနေပဲကိုယ့်ရဲ့ရင်သွေးရင်ချာကြောင့်တူဝင်နေတဲ့အပွားကိုဆုံးဖြတ်ပေးလိုက်ပါတော့တယ်ဒကမာကြီးတူဝင်နေမယ်ဆိုတာဘုန်းကြီးသိပါတယ်ဒါပေမဲ့မကောင်းဆိုးဝါးဖြစ်နေတာကိုဆက်ပြီးထားမယ်ဆိုရင် အရာအလုံးမှာအနည်းဖြစ်လာနိုင်တယ် သူကလည်းတနည်းတစားစားတောင့်နေတာဆိုတော့အလွယ်တကူဒကမာကြီးတို့ကိုဒုက္ခပေးနိုင်တယ်။ဒါကြောင့်ဒကမာကြီးတေချာဆုံးဖြတ်ပါချစ်တဲ့စိတ်ကြောင့်ဆုံးဖြတ်ကြမမပါစေနဲ့။အခုလက်ရှိနေနေတာကလည်းဒကမာကြီးရဲ့သေးသားမဟုတ်ဘူးလေ။သူအတွက်လည်းကောင်းမှုကုသိုလ်တွေလုပ်ပေးရမှာဆိုတော့ဒီဒီချာချာလေးဆုံးဖြတ်ပါလို့ဘုန်းကြီးကမိတ်ဆွေချင်းနဲ့အမှန်တကယ်လည်းမကောင်းဆိုးဝါးကိုဆက်လက်ပြီးထားလိုက်မယ်ဆိုရင်ဘသူအတွက်မှအကျိုးမရှိပဲဆိုကြတဲ့လက်ခံရရှိပြီး တဘောဝတရားကြီးကိုလွန်ဆန်မှုတွေကရရှိလိုက်မယ်ဆိုတာအဖွားတော်တောင်းခင်လည်းနားလည်သဘောပေါက်သွားပါတော့တယ်။အလိုပြောဆိုနေတာကိုလက်လက်တယောက်လဲသူတွေ့မြင်ခဲ့တာတွေကိုကလေးအတွေးဖြင့်ဆက်လက်ပြီးတွေ့တော်နေပါတော့တယ်။အိုင်းနေရဲ့ညနေနေဝင်ချိန်မှာအပမီရာကိုလောက်ကင်ဖို့တော်တောင်းခင်ကခုံကြီးနဲ့တိုင်မင်းနေချိန်မှာပဲအလွန်ကိုမှဆိုးဝါးလာတဲ့ရောင်စင်ကိုယ်ရဲကရောက်နေတဲ့မကောင်းဆိုးဝါးအပမီနေရဲ့ဖုတ်ကောင်းက ရွာထိန်မှာခေါ်စာပြထားတဲ့အစားအသောက်တွေကိုအငဲမရငက်ပြက်နေတာပုံစံမျိုးနဲ့စားတောက်နေပါတော့တယ်။တာမန်လူရဲ့မျက်စိနဲ့ကြည့်မယ်ဆိုရင်အငဲမရစားတောက်နေတဲ့ရောင်ခြင်းကိုသာတွေ့ရပေမဲ့အမှန်တော့သူဘေးမှာသူ့ရဲ့အပေါင်းပေါ်ပုတ်ကောင်တွေကပါခေါ်စာပြထားတဲ့အစားအသောက်တွေကို သူ့ထံကလူရဲ့စားတောက်နေပါတော့တယ်။အလိုစားနေတာကို အကြီးဆုံးဖြစ်ပုံရတဲ့ရောင်ခြင်းကိုရဲကပုတ်ကောင်ကမင်းတို့တွေအလိုမင်းစားမိကြနဲ့ ငါကမင်းတို့တဲ့ပူစားရမှာမင်းတို့တော်သိမိအခုငါရှိကထွက်သားကြရုတ်တရက်ကြီးလိုက်မယ်ဆိုရင်ကြောက်တဲ့ယူလို့ဖြစ်ပြီးခေါ်စာရစားနေတယ်လို့ထင်ရပေမဲ့အတွေ့အကြုံရှိတဲ့သူတွေကတော့ပုံဆိုးတာကို အလွယ်တကူသိနိုင်ပါတယ်အဲ့ဒီချိန်မှာရွာထိတ်ကိုဖြတ်သွားတဲ့အဖိုးကြီးတယောက်ကရောင်စင်းရဲ့ဖြစ်ပျက်ဓာတ်ရီကို တွေ့သွားပြီးအမြန်ဆန်မဲ့အဖွားတော်တောင်းခင်စီကို ပြေးသွားကခေါ်လိုက်ပါတော့တယ်အင်ကိုရောက်တာနဲ့တောင်းခင်ရေ မြင်းကြီးတော့ဖုတ်ဝင်နေပြီးတူတယ်။ခုရွာတိုင်းမှာခေါ်စာပစ်ထားတာတွေကိုအငဲမရစားတော့နေတယ်။မတို့ဆရာတော်ကအမြန်ပေးပြီးဖုတ်ဝင်နေတဲ့ရောင်ခြင်းကိုအမြန်တုတ်တယ်မှာဖြစ်တော့မယ်ဆိုကအပြေလွားဖြင့်ဆရာတော်ပင်သူတွေနဲ့ရွာတိုင်းကဖြစ်ပြနေတာတွေကိုတုတ်တင်ဖို့တွားရောက်ကနေကြပါတော့တယ်။အခွားတော်သောခင်နဲ့လင်းလက်နဲ့အခုဖြစ်သူဖြစ်ပြနေတာကိုအမြန်ရှင်းလင်းဖို့ရွာတိုင်းကိုပြေးသွားခဲ့ပါတော့တယ်။ရွာတိုင်းမှာလူအုပ်လိုက်ကြီးနဲ့ ဆရာတော်ကတော့ရောင်စင်းရဲ့အဖြစ်ပြက်ကိုမင်းသက်စွာကြည့်နေပါတော့တယ်။ဟုတ်ကောင်ရောင်စင်းကတော့ပဝန်းကျင်ကိုတတိမထားမီပဲသူ့ရဲ့အစာကိုသာ အာရပါရစားတော့နေပါတော့တယ်။အဲ့ဒီအချိန်မှာဖားပြသူကငါမင်းရောင်စင်းကိုရဲကမကောင်းဆိုအားကောင်းနေအခုချက်ချင်းငါမင်းကိုရဲကထွက်သွားကောင်းကောင်းပြောနေတော့ထွက်တော့မဟုတ်လို့ကတော့အသားနာမယ်။အဲ့လိုအောင်းကောင်းလိုက်တော့စားတော့နေတဲ့ဖုတ်ကောင်ကလူအုပ်ချီရာကိုလှမ်းကြည့်လိုက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲ အကောင်ကြီးနေတဲ့ပုံကောင်ကိုအပိနှင်ထုတ်ဖို့အတွက်အသက်ကြီးတဲ့လူကြီးနေရာကိုထိန်းချုပ်ရန်ဆရာတော်ကအမိန်ပေးလိုက်ပါတော့တယ်။အဲဒါကြောင့်စားတောင်းနေတဲ့ပုံကောင်ကိုအဖိုးကြီးတယောက်ကဘေးတစ်ဖက်စီကနေထိန်းချုပ်လိုက်တော့အားရှိသလောက်ရုန်းလန်နေပါတော့တယ်။လူဖြစ်ထင်းအောင်ထင်မှဖြစ်အောင်အပမီနေတဲ့ပုံကောင်က သူ့ကိုယ်သူလူကောင်းတယောက်အနေဖြင့်အော်ဟေးရုန်းကန်နေပါတော့တယ်။အဖိုးကြီးကျွန်တော်ကိုဖမ်းနေကြတယ်ဗျာလုံးပါဦး ကျွန်တော်ဘာသာအေးစေးစားနေတာလေဗျာအဖွားကူညီပါအဖွားရဲ့ချစ်စရာမျိုးလေးကိုတနာတော်ဘူးလားဆရာတော်ကပရမအစင်းနေနဲ့ပေးရည်ရည်ကိုပဲဖန်နေခဲ့ပါတယ်ပရည်ရည်ပရည်ကျိုးအစင်းနဲ့မကရတဲ့ဖုတ်ကောင်ကတော့ဘလုံးမှမမှုပဲဖြစ်လို့နေပါတော့တယ်အဖွားဖြစ်သူဘက်ကလည်းအကူအညီခဏခဏလမ်းတောင်းနေတာကြောင့်အဖြစ်ဆိုးနဲ့တည်သွားရတဲ့မိဖြစ်သူကြောင့်အခွားရမြေဝန်လေးပါလဲဝန်းနေကြည်ခွင်နေပါတော့တယ်အဲဒါကြောင့်ပေးရေပြပြန်းနေခြင်း ဟုတ်ကောင်ကလည်းတဖြည်းဖြည်းအလိမ်မာကနေကျန်းနှံစွာအောင်ဝင်နေပါတော့တယ်။ငါ့ကိုလှုပ်ကြစမ်းမင်းတို့အခုချက်ချင်းလှုပ်ရင်အဆင်ပြေမယ်နော်။လှုပ်ကြစမ်းခုချက်ချင်းငါ့ကိုလှုပ်နော်။အတန်ဆိုးကြီးဖြစ်အော်ဟီကျန်းတန်းနေတာကြောင့်ဆရာတော်ကကျန်သူများကပါယက်ကြီးနေပါတော့တယ်။ပြေရည်မတိုးတာကြောင့်နောက်တစ်ဆင့်အနေဖြင့်အတင်းပါလာတဲ့ဂျိန်လုံးကို ထုတ်ယူပါဟုတ်ကောင်ရဲ့ကိုလုံးကိုရိုက်ထုတ်နေပါတော့တယ်။အလိုရိုက်ပါများလာတော့ ဓမ္မခန်နိုင်တော့တယ်ဆိုပုံကောင်လည်းတောင်းပန်လာပါတော့တယ်။တောင်းပန်ပါလေထွက်သွားပါမယ်။အခုချက်ချင်းဒီကိုယ်ရဲကနေထွက်သွားပါမယ်။နောက်ဆုံးမှတော့ဆရာတော်ရဲ့ကျင်းလုံးအစွမ်းလမ်းကိုမခန်နိုင်တော့တဲ့ပုံကောင်လည်းအလူးလဲရိုက်ခံပြီးနောက်မှာပဲတင်းမထားနိုင်တော့တာကြောင့်ထွက်သွားပါတော့တယ်။အဲ့လိုပုံကောင်ထွက်သွားပြီးဆိုတာနဲ့ရောင်စည်းကိုလုံးကတင်းနေရကြပြီဖြစ်တာကြောင့်ချက်ချင်းမဲ့အနက်နဲ့ဟောင်းဟောင်းထားကပိုးပွားနေတဲ့အလောင်းကောင်ကြီးဖြစ်လို့သွားပါတော့တယ်။ ။အရာကြောင့်ဆရာတော်လည်းအလောင်းကိုရွာပြင်တုတ်တံမှာမိသူကြိုးရန်ပြောဆိုလိုက်ပါတော့တယ်။သူမိရဲ့ရောအလောင်းကိုမိမသူကြိုးခင်အပွားဖြစ်သူကမကြောက်မလန့်နောက်ဆုံးအနေနဲ့ကန်ကြီးပြီးဝမ်းနဲ့နေပါတော့တယ်။အလိုကနေမိသူကြိုးကိုပြီးစီသွားတဲ့အခါမှာအသက်ပြောက်တရားကိုဆရာတော်ကဟောပြောနေခဲ့ပါတော့တယ်။ဆရာတော်လည်းရာသူရာသားတွေနဲ့ အပေါ်တော်ဆောင်ခင်တို့ကိုတရားဟောကအဖြစ်ဆိုးနဲ့သိဆုံးသွားတဲ့ရောင်စင်းအတွက်အမြဝင်စုတောင်းပေးလိုက်ပါတော့တယ်။အဲ့ဒီချိန်ကနေစာပြီးရွာသူရွာသားတွေလည်းအနေကြီးလာတဲ့ခွေးစုံကြီးကိုဓတိဓာကမောင်းနှင်းဖြတ်တန်းသွားလာကြပါတော့တယ်။ဒီနေ့ရဇလန်လေးကဒီနေရာမှာပြီးဆုံးသွားတာမို့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရရှင်အဆုံးဒီနာထောင်ပေးတဲ့ကြောက်ချင်းကြည်တိုင်းတို့လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။ ကျမရဲ့ family မူရင်းမှာဘာနှစ်တဲ့လိုအပ်ချက်လေးတွေရှိခဲ့ရင်လဲဝေဖန်ကြံပေးဖို့ပြောလို့မိပါတယ်ရှင်။နောက်တစ်ခါမှပိုပြီးစိတ်ဝင်စားစရာဇာတ်လမ်းတွေနဲ့ပြင်လာခဲ့ပါမယ်နော်။ဆောင်နေဖို့မမေ့ပါနဲ့။အားလုံးပဲတာယာပျော်ရှင်သောနေ့ရက်လေးတွေပိုင်ဆိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ရှင်လန်းချမ်းမြေကြပါစေရှင်။